အဲဒီချိုးခရလေးမှာတော့ကိုယ့်အကိုပြန်ကြည့်တဲ့အချိန်မှာတော့ကိုယ့်အကိုအားမရတဲ့အခါလေးတွေရှိပါတယ်။ဒါပေမဲ့ပြန်ပြီးတော့ချိုးနောက်ဆက်ကောက်လေးမှာအကောင်းဆုံးကြိုးစားတော့မလို့ဒီမှာဖြစ်တာပါ။အာနှခမ်းမွေးထားတော့ကြိုက်တယ်ဗောနော်။အဲ့လိုနည်းနည်းပတိုင်းမွေးပေါက်ပေါက်ချင်တယ်။ကျွန်တော်ကျွန်တော်မပေါက်ဘူးဒီမှာလေ။ပတိုင်းမွေးနှခမ်းမွေးရှိပါမရှိတာပေါက်လေကြိုးတို့ကြတဲ့ပေါက်တာ။ပေါက်ချင်တာဗော။ရှားအဲရလူတော့မကြိုက်ဘူး။ Spice of Life ပြဒီရောဆိုတော့တော်လည်းကြိုက်တယ်လေကြိုက်တော့လာပြီးတော့ဖွင့်မမှာလာပြီးတော့ချိမြင့်ပေးတယ်ပေါ့နော်ညာကြီးအောင်မြင်ပါစေညာကြီးရောက်ကောင်းပါစေစားလဲစားကောင်းပါတယ်နှစ်ပွဲတော့ကျွန်တော်စားလိုက်တယ်မကြီးမို့လဲကျွန်တော်လည်းရတယ်ကဲမောင်နှမလိုချိမြင့်ကြတယ်ပေါ့နော်ညာကြီးမှာညာကြီးအိုင်ပါလေကစပြီးကြီးနေတာကြာပြီပေါ့ဟိုတစ်ခေါက်ဆက်ခွန်ဆက်ရှိကလေးကြီးနေတာပေါ့နော်အခုတော်ရင်ဒီလိုလုပ်ကြလုပ်လာတယ်ဒီလိုပြစားတော့အတော့တော့စိုင်းတာပေါ့ ခုပရိုဒူဆာလည်းလောက်လာတယ်ဒီကစားသောက်ကုန်လုပ်ငန်းလောက်လာတယ်ဒါအမျိုးသမီးတယောက်အနေနဲ့ပါရန်ကိုတော်ရဲလို့ပြောလို့ရပါတယ်အဲ့လိုဘာဖြစ်ကောင်းတယ်ပေါ့နော်လေးစားပါတယ်တကယ်တယောက်တည်းတွက်တကူနောက်ဘက်မှာတယောက်တည်းနေရတာများတယ်ပေါ့နော်ဒီဒီဒီနုပြတိုင်းဘက်မှာလည်းဒီခြေဆန်းအောင်နေတယ်ပြီးတော့အစားသောက်ကုန်လုပ်ငန်းလောက်တော်ရဲလို့ချစ်ချုပ်ပါတယ်အမှန်တမ်းပြောရရင်ကျွန်တော်အထာစုမှာတော့ ချုပ်ခိုင်းလို့ကျွန်တော်အဲ့အာမရဘူး။အာမရဘူးဆိုတာလေးရှိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဲတနေ့တလောက်တော့ကျွန်တော်ကဒီကာရီတာတစ်ခုမှမမပွိုင်းဆိုတဲ့ဒီရောက်တီထုံးဆောင်ဆိုတော့ပြုတ်ဆောင်ထားတယ်ပေါ့နော်။အဲ့ဒါကကျွန်တော်အပြင်ကာရီတာနဲ့တနေ့တလောက်တူအောင်လုပ်ထားတယ်။ကျွန်တော်ကိုကျွန်တော်တူအောင်လုပ်ထားတယ်။ကျွန်တော်လည်းအမီတာအချက်မမပွိုင်းပဲပေါ့နော်။ကျွန်တော်မမပွိုင်းထဲမှာပွားတယ်။အဲ့လိုပဲဆိုပြီးတော့ အပြေကြိုက်တဲ့နည်းနည်းတူအောင်လို့ကျွန်တော်လည်းတစ်ခါကျရင်ပြန်ပေါ့ပြည့်ပြည့်နေရတယ်အဲ့တော့သူရဲ့ဇက်ကောင်ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်မှာသူပတ်စံရှိတတိသားလည်းဟိုတော့ပတ်စံကြီးပြည့်စုံတယ်အမေရလည်းတအားချစ်ခံရတယ်တားပြီးအောင်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါပဲနည်းနည်းလေးပေါ့ပြည့်ပြည့်လေးပြောင်းနေလိုက်တယ်အဲ့လိုမျိုးကြိုးစားထားပါအဲပြီးတော့ဟိုတော့မမေအမေတခုဆိုလို့ရှိရင်ဘာပဲဖြစ်မေကိုပဲချစ်မှာမေဘမှာပဲရှိမှာဆိုတော့တားပြီးတော့ပြီးတာပေါ့အဲ show ခရလေးမှာတော့ကိုယ့်အကိုပြန်ကြည့်တဲ့အချိန်မှာတော့ ကိုကကိုအားမရတဲ့အခါကြီးလို့ရှိပါတယ်။ဒါပေမဲ့ပြန်ပြီးတော့ရှုပ်နောက်ဆက်ခေါက်လိုက်မှာအကောင်းဆုံးကျိုးစားတော့မလို့ဒီမှာခဲ့တာပါ။ဟုတ်ပါဘူး။နှကမ်းမွေးကမထားဘူးလို့ထားကြည့်တာ။ထားကြည့်တာဆိုကျွန်တော်ကနှကမ်းမွေးပေါက်ရင်လည်းကျဲတယ်။ကျဲတော့နှကမ်းမွေးထူထူလေးဖြစ်အောင်ပေါက်မလားဆိုပြီးထားတာ။အခုကျွန်တော်ကလည်းသပင်နဲ့ပတ်သက်တာကိုလုပ်နေတာဆိုတော့ဒေါက်တာဆမ်မင်းမှာသပင်နဲ့ပတ်သက်တာလုပ်နေတာဆိုတော့အဲ့တောက်တဲ့ဆေးကနည်းနည်းမွေးနည်းနည်းတန်။နှကမ်းမွေးကအရင်နဲ့နည်းနည်းလေးပိုထွက်လာတော့ ထားကြည့်တာပေါ့နော်လိုက်မလားဆိုအဲ့သဘောပါပဲကိုက်တာသဘောသဘာဝတော့မဟုတ်သေးပါဘူးတပိုင်းလိုက်တော့ထားမှာပေါ့နော်အာနှခမ်းမွေးထားတော့ကြိုက်တယ်ပေါ့နော်အဲ့လိုနည်းနည်းပတိုင်းမွေးပေါက်ပေါက်ချင်တယ်ကျွန်တော်မပေါက်ဘူးဒီပေါ့လေပတိုင်းမွေးနှခမ်းမွေးရှိပါမရှိတာပေါက်လဲကျိုးလို့ကြတဲ့ပေါက်တာပေါက်ချင်တာပေါ့ချာအဲလူတော့မကြိုက်ဘူးကျွန်တော်အဓိကပလိန်တာပေါ့နော်အဲ့ဒါကဝိနေပေါ့ရုပ်ဆိုးတယ်ပေါ့တကြီးတဲ့ရုပ်ထွက်တယ်ပေါ့အာဟိုလိုပေါ့ခဏပြောလို့ပေါ့တယောက်တော့သူကွမဲ့ဥမရေးတာပါတယ်ဗာလဲဟိုမင်းသားကြီးတယောက်တည်းတူတယ်ဘူး ဦးအန်ဂျော်ကြီးနဲ့တွေ့တယ်ဗျဦးအန်ဂျော်ကြီးနဲ့တွေ့တယ်ဗောဒီမီဒီယာအမတယောက်ကကွန်မန့်ဝင်ရေးထားတယ်အန်ဂျော်ကြီးတွေ့ဦးအန်ဂျော်လည်းမင်းသားပဲလေသူတို့လည်းတစ်ချိန်မှာဦးအန်ဂျော်ကိုကြိုက်ကြည့်ပြီးကြိုက်ခဲ့တယ်ပါတာဗောနှခမေးဆိုတာကယောက်ျားလေးတွေရဲ့သဘောပေါက်မှာသူတို့ရဲ့ style တစ်ခုတွေကထားကြတာကြိုက်တယ်ဒီမှာဆိုအစားတော့ကျမ်းပါရည်တွေကစားတာပါကျွန်တော်ရှေ့မှာပြောခဲ့ဖို့ပါတယ်ကျွန်တော်ထိုင်နေများတော့သွေးရင်းကိုလက်စောနေများတယ်စီများတယ်ဗောအဲ့တော့ဝါလဲဝါတယ်ဗောဝါလဲဝါတော့ကြည်ဆော့ရမယ်ဆရာဘုရားပြောတာလည်း ဆေးတော့မှာကိုလည်းစောကြတယ်တောက်ရတစ်သက်လုံးတော့မှာအဲနည်းနည်းအတက်ကငယ်သေးတယ်30ကျော်ပဲရှိတယ်ဆိုတော့တက်ကငယ်သေးတယ်ချနိုင်လို့ကြလို့ရှိရင်တောက်စရာမလိုသေးဘူးအဲ့တော့ကျတော့ဆေးမတောက်ချင်တဲ့အတွက်အားကားတော့တစ်ခါမှမတောက်တဲ့အစားတော့ချင်းတာချင်းချင်းနဲ့အခုဒီဆော့လာရင်းလည်းပေါ့နော်ကိုလိုချင်တဲ့ပေါ်ရီတော့ရောက်တယ်ဒါပေမဲ့မရောက်သေးဘူးရောက်တယ်တော့စူးစမ်းနေတော့ပေါ့နော်အဲပြီးတော့ဒီကြားထဲမှာမှရိုက်တဲ့နောက်ထပ်ဆေးရိုက်မဲ့စီးရီးရလည်းပေါ်ရီလေးစားရပူကောင်းတယ်လို့ပြောတာလည်းပေါ့ဒါလည်းခွက်တိပူကြတာပေါ့အဲ့အဲ့ဒီဘောဖြစ်သွားတာကောင်းတယ်ကိုကို fit ဖြစ်လာတယ်ပေါ့နော် လို့ဟုတ်လားအစီကျသွားတယ်ဘော်ဒီကျသွားတယ်ကိုယ့်ကို confidence ရှိတယ်ရှိလားယုံကြည်မှုရှိလားဗောနော်အဝတ်စားပိုင်းဆိုင်ရာရောဗောနော်ဟိုဒါဂျင်းစော့တို့တော်များဆွတ်လာကြလာလို့ရှိရင်ဗောနော်အဲ့လိုမျိုးဖြစ်တယ်ပါယုံကြည်မှုရှိလာတယ်ကြက်ခိုင်လာတယ်ဗောနော်ကျွန်တော်ဘယ်လိုဒီအချက်မှရှိမှရှိလို့ဆိုတော့ကျွန်တော်ထန်လာသုံးလောက်အတွက်ဟော်ဟဲဟော်ဟဲဖြစ်နေတာအတိအကျအစီတွေများပြီးတော့လေတွေးရင်းစီတွေများလူကအဲ့လိုအရင်ကမဝဘောနော်အရင်က185တိတော့တက်ပြီးတာပေါ့အဲ160ကျော်ကနေပြီးတော့အခု150ဆွတ်ဆွတ်မှာပဲ ဝေးချလိုက်တာပေါ့နော်ချပြီးတော့ကျန်တဲ့လာမဆယ်ဖြစ်အောင်ဝေးမအရင်တော့လမ်းဘလောက်ရှောက်ရှောက်သူကပိန်သွားပြီမဲ့သွေးရင်းကိုလည်းဆိုတော့မကြအောင်အဲ့တော့အဲကျွန်တော်ရက်တေစာတွေဖြတ်ရတယ်ပေါ့နော်အဲ့တော့ခုကကိုကျူးသားရဲ့ထဲမှာကိုအကျိုက်ဆုံးရတယ်ကိုဆွန့်လို့ရတယ်ကိုစားကျင်တဲ့အဲ့တော့ဝတ်သားတွေပိုင်းလည်းဖြတ်ရတယ်အစီအစီအစိမ့်တွေဖြတ်ရတယ်ဖြတ်ပြီးတော့ဒါရိုက်ဖူးတွေစားရတယ်ဒါဆိုခုပြင်းတဲ့တော့မလုပ်ဘူးဗျာဒါပေမဲ့တနေ့တော့ စီရှောင်စားတာတော့ကျမ်းပိုင်နဲ့ညီတာစားတယ်အဲ့ဒါကြီးစားပြီးတော့မှကောကျူစားတာအဲ့တော့ပါလေကောင်းလာတယ်ဆိုတော့ဆောင်းတော့အချိန်ပေးပြီးတော့ဆက်ကြတယ်နည်းနည်းဟိုကျမ်းပိုင်ကြီးကောင်းတဲ့စိတ်ကောလူရောပြန်ရတာပဲဒါမှဒါပေမဲ့ငငယ်တော့လို့တော့ခါမျိုးတော့ဟိုတက်လက်မှုဖက်လက်မှုတော့မရတော့ဘူးဟို20ကျော်ပေါ့10ကျော်တက်20ကျော်လောက်တော့မရဘူး30ကျော်ဆိုတော့ဒါပြည့်ကျမ်းပိုင်ကြီးကောင်းတဲ့ရက်ကိုတော့ပြန်ရတယ်ပြိတ်သက်ကိုတနေ့တော့ အတူကွဲပြားတဲ့ look လေးတွေကြာကျင်တယ်ပေါ့နော်ခုနရှေ့မှာအထအဆုမှာလည်းဟိုပရိသတ်တချို့ကလေးပြောကြပါတော့အော်ရန်ကရှေ့ကားလေးလာအားမရဘူးမဟုတ်ဘူးကျွန်တော်ကအဲ့ကားထဲမှာကမမဘွိုင်းဆိုတဲ့အတိုင်းပဲခါကြရင်လည်းလောကမှာရှုရလေးပုံပြပြပုံစံလေးနဲ့တရုတ်ဆောင်တာပေါ့ပြောပါတော့ရှေ့မှာကတော့ခုနပြောလို့တန်ဖိုးရှေ့ကားလေးမှာကျတော့တန်ဖိုးအရန်ကြီးတဲ့ကားလေးနဲ့ပုံပြပြတရုတ်ဆောင်နေကြတော့လည်းနည်းနည်းကွဲထွက်သွားမှလည်းဖြစ်နေတယ်အဲ့နိုင်တော့တော့အဲပရိသတ်ပြောလို့ပေါ့နော်အကောင်းဆုံးဖြစ်အောင်ပြန်ပြီးတော့ထပ်ပြီးစူးစမ်းပါမယ်လို့ကျွန်တော် ပြောချင်ပါတယ်ဟုတ်